ချိန်အားဖြင့်1930ခုနှစ်ဒီဇင်ဘာလဖြစ်ပြီးမြန်မာနိုင်ငံကိုအင်္ဂလိပ်ကိုလိုနီအစိုးရကအုပ်ချုပ်နေသည့်အချိန်လည်းဖြစ်ပါတယ်။ပဲခူးတိုင်းဖြူးဖြူးနယ်အတွင်းရှိဘိုင်နာချောင်းနှမေးတွင်ကျေးရွာကလေးတွေရတရှိပြီးထိုရွာမှာရှေးရခင်မုံမင်းများလက်ထက်ကလေးကတည်ထားကလေးရွာတွေရွာဖြစ်တယ်။ယခုချိန်မှာတော့ရွာကြီးမှာတပြေးပြေးရွာငယ်ကလေးဖြစ်တာကျင်းရတော့တယ်။ထိုကျေးရွာကလေးမှာဘိုင်နာချောင်းရီကိုအပြုလျက်လယားလုပ်ငန်းများကိုလုပ်ခဲ့တက်မွေးကြလေတယ်။ထိုရွာတွင်ကိုဦးနှင့်ကိုမူးဆိုသည့်ညီကိုနှစ်ယောက်ရှိတယ်။ ကိုမအတက်40ခန်းဖြစ်ကညီဖြစ်သူကိုမူးမှာတော့အသက်30ကျော်ပြီဖြစ်တယ်။ကိုမအိမ်တော်ရတာကြပြီးကလေး၃ယောက်ရှိတော့လဲညီဖြစ်သူကိုမူးမှာတော့အိမ်တော်မကြသေးပဲလူမျိုးကြီးဖြစ်တာရှိတယ်။ကိုမူးမှာမိမများကိုစိတ်ဝင်စားပဲအချိန်မြင့်တောက်စားမှုရည်လျက်ရှိတယ်။ထို့ကြောင့်လဲအမိရင်းကပျောက်ကကိုမူးဆိုပြီးအမိတွင်နေခြင်းဖြစ်တယ်။ကိုတို့ညီကိုမရွာပြင်းနေရာလောက်ခိုင်ကြတယ်။ကိုတို့ရာမြင့်များမှာဇီဒီကုံခေါ်ကြသည့်ရှီအောင်ဇီဒီတစုကြီးတောင်ပိုင်းတွင်တည်ရှိတယ်။ ရှီအောင်စီဒီမှာ36တောင်ညံတော်ရှိကဟန်တာဝရီပြည်ကိုအစိုးရသည့်ဓမ္မစီဒီမင်းတည်ထားခဲ့တဲ့ဇီဒီဖြစ်တူဟုလည်းဆိုကြတယ်။ထိုနေ့ကဒီဇင်ဘာ၄ရက်ဖြစ်တယ်။ကိုမထုံးစံအတိုင်းယာလုပ်ငန်းများကိုလုပ်ကိုင်နေလေ။ကိုမှုမှာတော့နွားရရှင်ကိုယာခင်းလွန်ခြုံတော်ဆက်တင်လွှတ်ချောင်းကရက်ကိုတမျက်မျှဇင်ခံတောက်နေတယ်။မကြခင် ကိုဦးတို့အိမ်မှာအခိုင်းစီဖြစ်သူမောင်တော်ရောက်လာလေ။မောင်တော်မှာအသက်73နှစ်ခန့်ရှိပြီးကိုရုံးနဲ့ဆွေမျိုးမကင်းတော်ဆက်သူဖြစ်တယ်။မိဘမဲ့သွားတဲ့ဖြစ်ရင် ကိုဦးကခေါ်ယူဆောင်းလျှောက်ထားကမိသားစုတို့ဖွဲ့အတူတူလောက်ကင်စားတောင်းနေခြင်းလည်းဖြစ်တယ်။မောင်တော်ကတောင်းကလေးတစ်ခုကိုထမ်းလာတယ်။ကိုမူးမမောင်တော်ကိုတွေးလိုက်တယ်နဲ့ကိုဦး၏ရာသဲကလေးစီတို့ပြေးလာခဲ့တယ်။ရာသဲကလေးစီရောက်တဲ့အခါမောင်တော်ကတောင်းကလေးကိုချလိုက်တယ်။ကိုမူးမတောင်းကလေးကို ဖွင့်လာလိုက်ပြီးမတော်ရီဒီနေ့ဟင်းလည်းမကောင်းပါလားကွာ။ငါချောင်းနဲ့ပဲဟင်းကြိုကြီးပဲပါတယ်။ကိုဦးကလည်းလက်စေးကတဲအတွင်းတို့ရောက်လာခဲ့တယ်။မမူးရရှိတာလေးပဲစားစမ်းပါကွာ။ ငါတို့ကတထွေးတွေမဟုတ်ဘူးနော်အခုချိန်ကဒို့လိုတောင်းလူတွေကြက်သေးပါလေဆိုမြေကုန်နူးမှရတဲ့အရှင်းရှင်းကုပြုတ်ကလေးပေါ်တွင်ဓမင်းဆိုင်ရထိုင်လိုက်ကြတယ်ကိုဦးကမောင်တော်ဘက်သို့လဲလိုက်ခါငါတော့မင်းရောဓမင်းစားပြီပြီလားမစားသေးရင်တစ်ခါလဲဝင်စားလေကွာတုံးသားဓမင်းလက်ဆောင်စားလိုက်ကြတယ်ဓမင်းစားပြီဒီခါနေ့လယ်တစ်ချက်ကျော်ပြီဖြစ်တယ်ဆောင်းတွင်နေကကြဲကြဲတော့ပူနေလေတယ်တုံးရောက်တာဓမင်းစားတော့ပြီဒီနောက်အနိရှိတိပင်းကြီးတပင်းအောက်တော့ဝင်ကအရေးခုန်နေမိတယ် ကိုမှုမှာတစ်ပင်စီကိုမိကမျက်လုံးများမေးစင်းနေလေ။နွားတရှင်မှာရာခင်တစ်ဖက်ရှိခြုံငွေများအနီးတွင်လဲခွင်နေကြတယ်။ဒိုးစင်ချိန်မှာပင်နွားများကတရှဲရှဲနဲ့နွားများမဟုတ်ပြီးရာခင်အတွင်းစောက်တီမိကပြေးလွှားနေကြတယ်။ထိုဖြစ်ကိုမြင်သည့်ကိုမှုမှာမေးစင်းနေသည့်ကိုမှုကပုံနိုးလိုက်ရင်ဟဲ့ကောင်းမှုကိုမှာနွားတွေအလန့်တကြားနဲ့ဘာဖြစ်တယ်လဲမသိဘူးကွ။ကိုမှုမှာမျက်လုံးပင်ဖွင့်မကြည့်ပဲမွေသွေးလို့လန့်ပြေးတာဖြစ်မှာပေါ့အကိုကြီးဟာမွေသွေးတာဒီလောက်လန့်မှမလားကွာ။ ဘဲဘင်တွေကိုနေမိရင်တော့ဒုက္ခပါပဲကွာကိုဦးမသိပ္ပကြီးအောင်မှထားရလိုက်စဉ်တဝဝအတန်ကြီးမှရုတ်တရက်နေကလာပြီးမြေမှာရေလိုက်များကဲတော့လောက်ခတ်လာတဲ့ဖြင့်မတရက်နေသည့်ကိုဦးမလွင့်တက်သွားလေထိုင်နေသည့်မောင်တော်မှလည်းလေးဘဲထောက်ကြကမြေပြင်ပေါ်တို့လိမ့်နေတယ်ကိုဦးမအခုမှမျက်လုံးများဖွင့်ကကြောက်လန့်နေချာထားအောင်တယ်မလင်လောက်တာဟေးငတော်ရထိုးစဉ်ကိုမူးမိသားသည့်သိပ္ပကြီးမှတကြိုင်ကြိုင်တစ်ဖြောင်းဖြောင်းအတန်များမိဟိကသိမြင်များမှမြေပြင်ပေါ်တို့ရုံးကန်တက်လာကြတယ် ကိုမှုမှာတစ်ပင်အောက်မှအမြန်ကုန်းထားလိုက်ပြီးလဲကြနေသည့်မောင်တော်ဤလဲကုတ်ကိုဆွဲကတစ်ပင်နှင့်လွတ်ရတော့အမြန်ပြေးရတော့တယ်။မြေကြီးမှာထဲအောက်ပဲညာလူလုံကလှုပ်ရှားနေလေတယ်။တစ်ပင်အောက်မှပြေးထွက်ပြီးရာခင်းရောက်တဲ့ကိုမှုမှာချော်လဲကြသွားတယ်။သူတို့ပြေးထွက်လာကြသည့်တစ်ပင်ကြီးမှာလည်းအမြင့်မလန်ကတစ်ဖက်တို့လဲကြသွားတယ်။ကိုမှုမှာအံ့ဩနေစမှာပင်သူတို့လဲကြနေသည့်ရာခင်းမျက်နှာပြင်တွင် အကွဲเจ้าကြီးတစ်ခုကတန်းလိုက်ကြည့်ဖြစ်ပေါ်လာတယ် ဒိုအကွဲကြောင်းကြီးပေါ်တွင်မောင်တော်မှငုတ်ထုတ်ထိုင်နေခြင်းဖြစ်တယ်။မျက်စိရှိမှအကွဲကြောင်းကြီးဟာဝုန်းခနဲကွဲထွက်သွားလျာမောင်တော်မှအကွဲကြောင်းတွင်တို့ပြုတ်ကျသွားတော့တယ်။ကိုမူမှာမောင်တော်ဤလက်တစ်ဖက်ကိုပြေးဆွဲလိုက်သည်ဖြင့်မောင်တော်တို့ရောက်အကွဲကြောင်းတွင်တို့ကျမသွားခြင်းဖြစ်တယ်။ကိုမူမှာအာကုံတုံးကမောင်တော်ကိုဆွဲတင်ရလေတယ်။အကွဲကြောင်းမှာလင်းကားတောင်ကနဲ့ဆိုင်နေတယ်။မမူးနေမောင်တော်မှာအကွဲကြောင်းကြီးအနီးမှာပြေးထွက်လာခဲ့ကြတယ်။ရာသက်ကလေးကိုကြည့်လိုက်သည့်အခါမြေပြင်နဲ့ပြပြဝုကလေးပြိုကျနေပြီဖြစ်တယ်။ ထိုးစင်ဘုံမနဲ့အတန်ကြီးနေတူရာခိုင်နှမေးမှရှီအောင်စီရီတော်မှာခေါလောင်းတော်နေရာမှာပြတ်ထွက်ကပြိုလဲကျသွားတယ်စီရီပြိုကြသည့်အချိန်ကြောင့်မြည်များဖြင့်တုံလုံးကုန်တယ်စကန့်30ကြာလှောက်ရှားပြီးသည့်အခါမြည်မှပြန်လဲတည်ငြိမ်သွားတော့တယ်ထိုးခိုက်လွတ်ကြောင်းထားသည့်နွားနှကောင်မှာစီရီကြီးရှိရာသို့စွတ်ပြေးလေတယ်ကိုဦးကမြည်မှအမြန်ခုန်ထားလိုက်ကနွားနှကောင်အနောက်သို့ပြေးလိုက်သွားတယ်ကွန်မွန်းနဲ့မောင်တော်မှလည်းကိုဦးနောက်သို့ပြေးလိုက်ခဲ့ကြလေတယ်စီရီကုန်းကလေးပေါ်တွင် အိုကျိုးအုပ်ပဲ့များပြန့်ချဲနေတယ်။ကိုဦးမနွားနှကောင်ကိုပြန်ဆွဲလာတဲ့အချိန်ဖျားကုန်းတော်အောက်ဖက်မြေပြင်တွင်ကိုင်းအကြီးတလုံးကျနေသည်ကိုတွေ့လိုက်ရတယ်။ကိုင်းအမငွေဖြင့်ပြုလုပ်ထားခြင်းဖြစ်ကလုံပိတ်ထားခြင်းဖြစ်တယ်။ကိုဦးကကိုင်းအကိုကောက်ယူနေသည့်အချိန်မှာပင်ကိုမိုးနှင့်မောင်တော်တို့ရောက်လာခဲ့ကြတယ်။အကိုကြီးအဲ့ဒါပါကြည့်လေ။ငါလည်းမသိဘူးဟာ။ဘယ်ကနေဘလို့ဖြစ်ပြီးကိုင်းအကြီးကဒီကိုရောက်လာတာလည်းမသိဘူး။ကိုဦးမကိုင်းအကိုဖွင့်ကြည့်တယ်။ သူတို့ကွင်းမှာအလွန်ကြက်နေတဲ့ပြင်အုတ်ခဲတစ်ခုကိုကောက်ယူကရိုက်ဖွင့်လိုက်ရလေတယ်။အဖုံပွင့်သွားသည့်အခါအသွေးမှရွှေငွေရတနာများကဝေါကနေပြုတ်ကျလာလေတယ်။စင်စစ်အားဖြင့်ထိုအရာမှာကွင်းရင်တစ်ခုမဟုတ်ပဲငွေကျုပ်တစ်လုံးဖြစ်နေလေတယ်။ကိုဦးကရွှေသားများကိုကောက်ယူကြည့်လိုက်သည့်အခါရွှေသားအသီးဖြင့်ပြုတ်လုထားသည့်စင်နုတော်များဖြစ်နေတယ်။ဖះစင်နုကလေးတွေပါလားငမှုရ။ကိုမူးမှာစင်နုကလေးတစ်ခုကိုကောက်ယူလိုက်တယ်။စင်နုတော်မှာတမိုက်ခန့်အရွယ်ရှိကအလေးချိန်မှလေးနေနေလေတယ်။ကိုမူးကထိုစင်နုကလေးကို တွားဖြင့်သာကြိုက်ကြည့်လိုက်သည့်အခါတွားရောက်တွင် ဝင်းကလက်နေသည့်ရွှေရောင်များထွက်ပေါ်လာလေအကိုကြီးဒါရွှေစင်းနှူးတွေပဲဗျကိုဦးကစင်းနှူးကလေးများကိုတစ်ခုပြီးတစ်ခုထုတ်ကြည့်ရင်ဒါဆိုရင်ဒီဟာကဖះရဲ့ဌာပနာတွေပဲဖြစ်မယ်ဖះဌာပနာကမြောက်ထဲမှာရှိတာမဟုတ်ဘူးလားမဟုတ်ဘူးကဇီဒီရဲ့ငပြောဘူးလို့ခေါလောင်းတော့မှထဲထားတတ်တယ်လို့လူကြီးတွေပြောတာငါကြားဘူးတယ်ဖြစ်နိုင်တယ်အကိုကြီးခုနကဖះပြူကြတော့ထွက်ကြလာတာများလားဒါဆိုကျုပ်တို့ဒီဖះတွေကိုရွာလူကြီးကိုတွားပြီးလိုက်ကြမယ်ဗျာ ကိုဦးကဘေးဘီကိုကြည့်ရင်မင်းယူနေပြီလားငမူရငါတို့ချမ်းသာတော့မှလေကွာကိုဦးထပြောလိုက်တဲ့ဖြင့်ငမူမှအံ့ဩသွားတယ်အကိုကြီးဟောဒီဖျားစင်းနူးတွေနဲ့ကျိုးတို့ချမ်းသာမှနဲ့ဘာဆိုင်လို့လဲအကိုကြီးဟာဆိုင်နာပေါ့ကွာဒါငါတို့နဲ့ထိုက်လို့ရတာကွာဒီရွှေစင်းနူးတွေကိုထုခွဲရောင်းချပြီးရင်ငါတို့ချမ်းသာတော့မှကွာမင်းတည့်ရဲ့လားဖျားပစ္စည်းတွေလောက်ကောင်းလို့လားအကိုကြီးဟာလောက်ကောင်းပါလေကွာငါတခါတခါဒီဇေဒီကြီးကိုကြည့်ပြီးစူတောင်းမှုတယ်ကွာ ကျွန်တော်တို့ခက်ခက်ခဲခဲပင်ပင်မမှန်မလုပ်ရပဲချမ်းသာအောင်ဆောင်မပေးပါလို့ဆူတောင်းမှုတယ်ကွာအခုဒီရင်နာတွေကြလာတာဟာငါဆူတောင်းပြတာပဲကွာကိုုံမလောဘစောတိုက်ခါချွေစင်းနုကလေးများကိုပစိုးနဲ့ထုတ်ယူလိုက်လေဟဲ့ကောင်ငမူးနဲ့ငတော့မင်းတို့ဒီအကြောင်းကိုဘယ်သူမှမပြောရဘူးနှုတ်လုံးပါစီနော်ငါဒီရွှေကိုထုခွဲချောင်းချပြီးရင်မင်းတို့ကိုလည်းဝေစုပေးမှာပါကွာမင်းတို့စိတ်မပူကြပါနဲ့ကိုမူးနဲ့မောင်တော်လည်းခေါင်းငိမ့်လိုက်ကြတယ်အမှန်စင်စစ်အပြင်ထိုးရမှာကိုင်းကြီးတခုမဟုတ်ပဲ ဌာပနာများထည့်ထားတဲ့ကျုပ်ဘူးကြီးတစ်ခုလာဖြစ်တယ်။ကိုဦးတို့မှတိညာလဲပါလာတဲ့ဖြင့်ကိုင်းကြီးတစ်ခုဟုထင်မြင်ယူဆနေကြခြင်းဖြစ်တယ်။ထုံငလင်ကြီးမှဖြစ်အပြင်ဖြူငလင်ကြီးဖြစ်တယ်။ဖြူမျိုးနဲ့တောင်ငူမျိုးအပြင်ဂိုးတိုင်းတွင်အထီးကပ်အပြည့်စီများလာတယ်။ရွာဟောင်းကြီးရွာတွင်လည်းအင်းတော်တော်များများပြိုပြက်ကုန်တယ်။ရွာသားများဒုက္ခရောက်ကြတော့လဲကျိပ်ပျော်နေသူတူရှိတယ်။ထို့သူမှကိုဦးဖြစ်တယ်။ညာချင်းရောက်တော့ကိုဦးတို့ခြေတန်းရှိအိမ်မှာလဲလဲပြိုပြက်စီသွားတယ်။ အိမ်ဟောင်းမှပစ္စည်းများဖြင့်အိမ်ရှိတွင်ကွန်ပျူတာခုအချိန်မီပြုလုပ်ခါညားရကြတယ်။ရခင်ကကိုဦးတို့လင်များနဲ့ကလေးများမှာအိမ်ပေါ်ထတဲ့အိမ်ခါဂုံးမှအိမ်အောက်ထပ်တွင်အိမ်ပြီးမောင်တော်မှအိမ်နောက်ဘက်တွင်အိမ်ရတော့လဲဒီခုအချိန်တွင်တော့ကွန်ပျူတာခုပေါ်တွင်တန်းလူအိတ်ဆက်ချားရလိမ့်လေ။ဂုံးမှဖျားဆင်းသူတော်များကိုရေကပြင်အောက်တွင်မြုံနှံထားကအပေါ်မှအိမ်လုံးတစ်လုံးဖြင့်အုပ်ထားလိုက်လေ။အခြားသူများအိပ်ပျော်နေကြတော့လဲကုန်းမှာတော့ဖျားဆင်းသူတို့များကိုထူခဲရောက်ချပြီး တတိဖြစ်မဲ့ရေးကိုတွေးမိကပြုံးပြောနေရင်အိပ်ပျော်သွားလေတော့တယ်အိပ်ပျော်ပြီးမကြခင်ချိန်တွင်ကိုဦးရဲ့အနီးတွင်လူကြီးတစ်ယောက်ရက်လာလေတယ်ကိုဦးလည်းမနှိုးရပဲအလိုလိုနှိုးသွားတယ်ထိုလူကြီးမှာမုံကောင်းပေါင်းကြီးပေါင်းထားပြီးအသက်80အရွယ်ခန့်ရှိ၍မုံစိတ်မွေးနှာခမ်းမွေးများမှလည်းစွတ်စွတ်ဖြူနေလေတယ်မင်းလူချင်းရဲ့ကြောင်းမြင့်ရတနာတွေကိုယူလို့ရတယ်ဒါပေမဲ့ဖျားငါးစုကိုတော့ငါတို့စီပြန်ပေးပါဘာလို့ပြန်ပေးရမှလဲခမည်းပါတွေပြောနေရတယ်ခမည်းဘာတူလဲ မမင်းကိုနောက်ဆုံးအချိန်နဲ့တတိပေးမယ်နော်။ဖျားငါးစုကိုမင်းကိုကျိုးအတွက်တုံးလို့မရဘူး။ဒီရုပ်ပွားတော်တွေကတကိုးတိတ်ကြီးတယ်။တုံးလိုက်တာနဲ့မင်းအသေးဆုံးနဲ့တရားလိုက်မယ်။မပေးဘူးဗျာမပေးဘူး။လုံးဝမပေးဘူး။ကိုဦးမအော်ဟင်းရင်းနှိုးထားလာခဲ့တယ်။ထိုးစင်းချိန်မှာပင်ကိုမူးနဲ့မောင်တော်လဲလက်နှိုးကအော်ဟင်းချလိုက်တယ်။ကိုမူးမအလွန်တုံလုံးနေတယ်။အကိုကြီးကျုပ်တို့အဲ့ဒီစင်တူးတွေကိုပြန်ပေးလိုက်ကြရအောင်ဗျာ။ကိုဦးရဲ့ဇနီးမှာ ကြောင်တောင်တောင်နဲ့ကြည်နေလေတယ်။ဟဲ့ကောင်မမှုမင်းမူယူပြီးမဟုတ်တာတွေရှောက်ပြောမနေနဲ့။ပြန်အင်းနေစမ်း။ကိုဦးမကိုမူးကိုနှစ်တိတ်ခါပြန်တိတ်ထားလိုက်ရတယ်။ထို့နောက်ဆက်လက်အေးရန်ကြိုးစားတော့လေ။အိမ်မယားရဲ့ပြင်ခေါင်းတစ်ချက်မှတဆစ်ဆစ်နဲ့ကြိုက်လာလေတယ်။ကိုဦးမရုပ်ရည်ရဲ့ဖြစ်ပေါ်လာသည့်ဝေဒနာကိုအံ့ဩနေမိတယ်။ထို့ကြောင့်အတန်ကြာသည့်အခါကိုဦးစိတ်ထဲတန်ရရဝင်လာလေ။ဟိုဖျားတွေကတကူးကြီးရဲ့ဖျားတွေဆိုတော့ငါကြီးကပြင်အောက်မှာထားတာမကြိုက်လို့ခေါင်းကြိုက်နေတာလား။ ဂုံမအိနီယာမချက်ချင်းထားကရကပင်အောက်တွင်ဝတ်ထားသည့်ဘုရားစင်းတို့တော်များအားတူဖော်လိုက်လေတယ်။အတိချာကြည့်လိုက်ရဘုရားစင်းတို့မှာငါးစုတည်တည်ဖြစ်တယ်။စင်းတို့တစုရင်းအစိတ်ဓာတ်ကလေးချင်းရှိတယ်ကိုလည်းတွေ့ရတယ်။စင်းတို့နဲ့အတူရွှေစားငွေစားအချို့နဲ့ကြောင်မြင့်နာများပါဝင်တယ်။ဂုံမဘုရားစင်းတို့တော်များအားနေရာတကျပြန်ထားလိုက်ရင်စိတ်ကူးမိတော့လေ။လောဘစိတ်ကများနေတဲ့ဖြင့်အမားအမှန်ကိုမမြင်နိုင်တော့ပဲတိပင်းခွာကြတစ်ခုတွင်တင်ထားလိုက်လေတယ်။နောက်တစ်နေ့မနေ့တွင် ညီကိုနှစ်ယောက်ရွာပြင်လူရှင်နေနေရာတွင်ကောင်းချင်းဆိုင်ရတယ်။မောင်တော်တယောက်လည်းပါဝင်တယ်။မင်းတို့အိမ်မက်ဆိုးတွေမှတ်တာပါကွာ။ဘာမှဖြစ်ပါဘူးကွာ။မဟုတ်ဘူးနော်ကိုကြီး။ကျွန်တော်တို့တုံးအောင်စလို့အိမ်မက်ကတပုံစံနဲ့မှတ်တာဆိုတော့ထုံးနေတာတော့အမှန်ပဲဗျ။ဒီမဲ့ငမို့မင်းတေချာတွေးကြည့်လိုက်စမ်းပါကွာ။ဒီဂျင်နာတွေကိုထုခွဲရောင်းချပြီးရင်မင်းတက်တက်ဘာမှလုပ်စရာမလိုတော့ဘူး။နိုင်ငံခြားကလာတဲ့ကောင်းပွေညွန့်ပွေဆိုတဲ့အရက်တွေကိုတောက်မယ်။အစားကောင်းအတော့ကောင်းတွေစားနိုင်မယ်လေကွာ။ မင်းဒီလိုဘဝမျိုးမလိုချင်ဘူးလားကွဒီရွာမှာပဲတက်တက်လုံးရာဆိုင်နေပြီးစင်စင်ရဲနဲ့နေချင်နေကြလားကိုမူးမှာကိုဦးပြောရတဲ့အတိုင်းစိတ်ကူးရင်နေမိတယ်ဒီမဲ့ငါတို့သုံးယောက်မနေဖြန်ကြရင်ဒီစင်းလူတွေကိုရောင်းချဖို့သွားကြမယ်ဘယ်သွားမှလဲအကိုကြီးငါတို့ဒီနားမှာရောင်းလို့တော့မဖြစ်ဘူးဒါဆိုဘကိုးတက်ရောင်းရင်ရောဗျာဘကိုးမှအတိကျော်မှမရှိတာပဲကွာငါတို့ကိုလိန်နဲ့ပတ်တဲ့လူတွေနဲ့တွေ့ရင်ဘလို့လုံးမလဲဒါဆိုအကိုကြီးကဘလို့စဉ်းစားထားလဲဒီလိုလုံးမကွာ တာယာဝရီမှာအဖေတတိယောက်တရောဆရာကြီးဦးတင်းဆိုတာရှိတယ်။သူကဂီတပညာရှင် ဖြစ်တဲ့ပြင်အင်္ဂလိပ်မင်းတွေကိုမြောက်ပြင်းပြီးတချင်းရေးတတ်တော့အရာရှိအရာခံတွေနဲ့လည်းအဆင်ပြေတယ်။အတိုင်းဝန်းလက်တန်လည်းရှိတယ်ဆိုတော့သူ့ကိုတိုင်ပင်ပြီးတို့တွေဆက်လုပ်ကြမယ်ကွာ။ညီကိုနှောင်ခေါင်းငိမ့်လိုက်ကြတယ်။နောက်တနေ့ရောက်တော့အခါသူတို့သုံးဦးမှတာယာဝရီမြို့သို့ထွက်လာခဲ့ကြတယ်။လမ်းတစ်လျှောက်မြို့ရွာများမှာလည်းအပြည့်စည်များဖြင့်ပြည့်နေနေတယ်။တုံးရခန့်ကြတဲ့အခါတာယာဝရီမျိုးတို့ရောက်ခဲ့တယ် တရောဆရာကြီးဦးတင်မှာတာယောက်ဒီမျိုးပေါ်တွင်အင်ကြီးရခိုင်နဲ့နေထိုင်နေဦးတင်မှာကိုဦးကိုမတ်မိနေတဲ့ဖြင့်တိတ်ရှိရှိဝီဝီဆွေမျိုးဆက်နေစရာမလိုပဲကိုဦးမှာလိုင်းရင်အကြောင်းကိုရှင်းပြလိုက်ခါရင်နာပစ္စည်းများကို ပြသလိုက်လေတယ်ရင်နာများကိုမြင်သည့်အခါဦးတင်ဤမျက်နှာမှာအလွန်အံ့ဩနေလေတယ်အဲ့ဒါကျို့တို့ဒီပစ္စည်းတွေကိုထုခဲရောင်းချခြင်းပါလေဦးကြီးကျို့တို့ကိုကူညီပါအေးပါကူညီရမှာပေါ့ငါသိတဲ့ရင်နာပွဲစားကြီးတွေရှိပါတယ်ဒါထက်မင်းတို့ရောင်းချပြီးရင်ငါ့ကိုမမေ့ရအောင်နော် စိတ်ချပါဦးကြီးဟာဦးကြီးကိုကြုတ်တော့ထိုက်ထက်တက်တန်ကတော့မှာပါတော့နောက်ဦးတင်မှာသူနဲ့ခမင်းနီရန်သာပွဲစားမိမကြီးတူတန်ခေါ်ဆောင်သွားလေတယ်ထုံမိမကြီးမှာကြောင်းမြက်လောကတွေနာမည်ကြီးကချမ်းသာလာပြီထုံပွဲစားမကြီးမှာကြောင်းမြက်ရန်သာများကိုတင်ကျုံဝယ်ယူကဆေးဖြတ်ပေးလိုက်တယ်ရှင်တို့ရဲ့ကြောင်းမြက်တွေအားလုံးကိုကျွန်မယူမယ်ရှင်တို့ကိုငွေတထောင်ပေးမယ်တထောင်ပဲလားဗျာဒီလောက်အများကြီးကိုရှင်တို့ကြောက်တွေထဲမှာစိန်ကောင်းကြောက်ကောင်းမှမပါပဲပြီးတော့ကြောက်ဆိုတာအချင်းကြားလေးလေး တမိုးကျသွားလိမ့်မဟုတ်လားဘွဲစားမကြီးမှာတမင်းဈေးနှိမ်ဝယ်ယူခြင်းဖြစ်တယ်သူတော်တထောင်ဆိုတော့ငွေမှာလဲထိုခေတ်ကအတော်တန်များလာသည့်ငွေဖြစ်တယ်ဟောဒီစင်းတူတွေကရောင်းကြပါလေဖះစင်းတူတွေတော့ကျမမဝယ်ပါဘူးကျမကကြောက်ကုန်တယ်ပါကိုတို့မှာပွဲစားမကြီးပေးသည့်ငွေတထောင်ကိုယူလာခဲ့ကြတယ်ဘရားငါးစုကိုမယောင်းချရသေးတဲ့ဖြင့်ကိုုံးမှမကျေနိုင်နိုင်သေးပြီရောဆရာကြီးကိုငွေနေရာကတော့လိုက်ခါသုံးလင်းကြတဲ့ဝေကောင်းစားလာများဝယ်ဝစ်စင်၍ တရားဝတီမျိုးရှိစားတော်ဇကြီးတွင်စင်တန်းမြင့်မြင့်စားတော့ကြလေတယ်။ကိုမူကအရင်များတောက်စားနေရင်ကိုကြီးရေတထောင်ဆိုတဲ့ငွေကမနှဲပါဘူးဗျာ။တိုးတိုးတက်တက်ငွေ100 200တောင်လက်ထဲကင်မှုတာမှမဟုတ်တာ။ဒီငွေတွေယူပြီးပြန်ကြပါစို့ဗျာ။ဖျားစင်းသူတွေကိုတော့ယောဂလူကြီးတွေလက်ထဲပြန်အပ်လိုက်မယ်လေဗျာ။မင်းတော်တော်ညာမရှိတဲ့ကောင်ပဲငမူရ။ဒီစင်းသူတွေကြီးအပ်လိုက်ပြီးငါတို့စားနိုင်တောင်းနိုင်နေတယ်ဆိုရင်ယောဂလူတွေကငါတို့ကိုဘယ်လိုထင်ကြမလဲကွာ။ တက်စားလဲကျက်တော့နှစ်တက်စားလဲကျက်တော့မှာပဲကွာဒီချိန်နှင်းမှာတော့ဘာမှမထူတော့ပါဘူးမောင်တော်မှာတော့ညီကိုနှစ်ယောက်ပြောနေဒီကိုတတိမထားပဲစားတော့ရိနေနေတယ်ကိုဦးကတရောဆရာကြီးဘက်တို့လဲလိုက်ပြီးကျန်တဲ့ရွှေစင်းတူကိုရောင်းဖို့လဲလုပ်ပါဦးကြည်ဟာဒါလိုရောင်းထည့်ရင်လဲဦးကြီးကိုကတော့ပါအောင်မယ်တရောဆရာကြီးမှာတစ်ချက်စဉ်းစားလေးနေဦးဟာတော့ဘိုင်းရင်ဆိုတာကျုံနေသည့်ပဲသူရဲ့ဆရာကတစ်တော့ဝင်တော့မစ္စတာဖီကလာတဲ့ကိုဘိုင်းရင်တစ်ခါပြောဘူးတာက သူ့ဆရာကရှင်းအောင်စင်းသူတော်ရုပ်ပွားတော်တွေကိုဝယ်ယူစုဆောင်းနေတာဆိုပဲတဲ့အင်္ဂလိပ်ကြီးကဖျားစင်းသူကိုဝယ်ပါမလားဗျာဝယ်မှာပါကွာငါကရှင်းအောင်ပစ္စည်းတွေကိုတိတ်နားမလဲပြီမဲ့ဒီစင်းသူတွေကိုကြည့်ရတာရှင်းအောင်စင်းသူပုံစံပဲကွာရှင်နဲ့လောက်ထားတာဆိုတော့တန်ဖိုးလည်းကြီးတယ်မစ္စတာဖစ်ကလည်းကြိုက်မှသေးကြတယ်ဒါဆိုရင်လည်းဆက်သွယ်ပေးပါဗျာမင်းတို့ဒီမှာတရက်နှစ်ရက်နေအောင်ငါကိုပိုင်းရင်ကိုဆက်သွယ်လိုက်မယ်ထို့နောက်ကိုဦးတို့လူတစုမှာ တရုတ်ဆရာကြီးဥတည်ဤနေအိမ်တွင်တောင်းတင်နေကြတယ်။သုံးဥပယမတော်သွင်းတို့ကွင်းဆင်းသွားတဲ့ဖြင့်တပတ်ခန့်စောင့်ဆိုင်နေကြရတယ်။ထိုခိုက်တွင်ကိုမှုတယောက်ပြက်တနာရှာလေတော့တယ်။မူလာဒီအခါတိုင်းအင်းနာချင်းနဲ့ပုံဆိုင်မှလူများကိုဖျားဆင်းမှုတော်များနဲ့ယန္နာများအကြောင်းကိုပြောပြနေလေရှိတယ်။လူများစုကကိုမှုစကားကိုမြုံကြည့်တော့လဲကိုဦးမှအလွန်တော်ပွားလျက်ရှိတယ်။မမှုနဲ့အင်ပြလာဒီကိုမှုကြီးလက်ကုပ်ကိုကိုဦးကဆွဲဆောင်လိုက်လေတယ်။ဒီမှန်ငမှု မင်းပဆက်ကိုစီကံရှိစမ်းပါငါတို့စင်းလူတွေခိုးရောက်တာလူတွေတိသွားရင်အမှုပတ်နေစမ်းပါဦးမယ်အကိုကြီးဟာကျုပ်ပြောပြီးသားပဲမဟုတ်လားဒီစင်းလူတွေကိုပြန်ပေးလိုက်ပါလို့မပေးနိုင်ဘူးငါကောင်းကောင်းလို့ရတာကိုဘယ်သူမှမပေးနိုင်ဘူးဒီမှာငမှုနောက်တစ်ခါမင်းဒီအကြောင်းကိုလူတွေကိုထပ်ပြောလို့ကတော့မင်းကငါတက်မယ်မင်းနားလေလားငမှုမှပြုံးလေးရဲ့ခေါင်းငိမ့်လိုက်လေတို့တော့ငမှုမှပါဇက်မလုံးမင်းထိုအကြောင်းကိုပြောမြဲပြောဆဲဖြစ်တယ် ဦးတင်ချင်းအိမ်မှအိမ်နီးချင်းများကပင်ဦးတင်ကိုထိုအကြောင်းမေးမြန်းကြလေတော့လေဦးတင်ကလည်းနှုတ်လုံရန်အတွက်ကိုဦးကိုပြစ်တင်တယ်ကိုမူးကထမှန်ပြောနေတဲ့ဖြင့်ကိုဦးတယောက်စိတ်မထိန်နိုင်တော့ပင် နောက်တနေ့တွင်ကိုဦးမှကိုမူးကို ခေါ်ဆောင်ကတဏျာတို့ခေါ်ထုတ်လာခဲ့တယ်ညီကုံတယောက်သွားဒီကိုမြင်သွေးလိုက်ပြီးမောင်တော်မှာအနောက်မှမရောမလဲနဲ့နောက်ရခံကလိုက်လာခဲ့တယ်ကိုတို့ညီကိုမှမြို့ပြင်ရှိဇာကြီးတစ်ခုကိုရောက်ရှိလာခဲ့တယ်ဇက်ပေါ်တွင်ထိုင်နေကြရင် မကြခင်ချင်းကိုဦးကလွယ်ထဲမှာပလင်းတလုံးကိုထုတ်ယူလိုက်တယ်။ဒါဖာပလင်းနဲ့ကိုကြီးနိုင်ငံသားဖြစ်အရက်ပါငမူးရဥတင်ပြောတာစကော့ဝီစကီဆိုလားပဲကွ။ငမူးမှာရပလင်းကိုယူကမော့တောက်လိုက်လေတယ်။အရက်ကကောင်းလိုက်တာဗျာ။ဒါပေမဲ့အနံ့ကြီးကတမျိုးကြီးပဲနော်။ဒါထက်အကိုကြီးကဗားစိတ်ကူးပေါက်လို့ကျုပ်ကိုဒီခေါ်လာတာလေဗျ။ငမူးမင်းရည်တနာတွေရတဲ့အကြောင်းကိုရှောက်ရှောက်မပြောနဲ့နော်။ကျုပ်လည်းမူးလို့ပြောမိတာပါအကိုကြီးက။နောက်ဆိုမပြောတော့ပါဘူး။ အေးပါညီလေးဟာနောက်ဆိုလဲမင်းပြောနိုင်တော့မှမဟုတ်တော့ပါဘူးကိုဦးကတစ်ချက်ပြုံးလိုက်လေတယ်ကိုမူးကတော့အရက်ပလင်းကိုဖင်ထောင်အောင်မော့တောက်လိုက်တယ်ညီကိုနှစ်ယောက်ဆက်ထိုင်နေရင်နိုင်ဝဲခန့်ကြာတဲ့အခါကိုမူးတယောက်ခေါင်းများမူးဝေလာလေတယ်အကိုကြီးကျုပ်ခေါင်းတွေမူးလာတယ်ဗျာရင်မက်ထဲလဲပူလာတယ်လို့ပဲဘလို့ဖြစ်တယ်လဲမသိဘူးကိုမူးမှာမတ်တပ်ထားရလိုက်လေတယ်ကိုမူးမှာမတ်တပ်ရက်လိုက်တော့လဲမထားနိုင်တော့ပဲလေးဘက်ထောက်လဲချသွားတယ် လူစဉ်ပါဇက်အတွင်းမှပြူရောင်ရည်များနေသူသွေးများပါဝေါကနေအန်ကြလာလေတယ်။ကိုမှုမစီရဲ့ချမ်းမြင်တွင်လုံးလုံးကအော်ဟစ်နေလေတော့တယ်။အကိုကြီးပူတယ်။ကျုပ်ရင်တွေပူတယ်။ဘိုက်ထဲမှာဥတွေတထောင်းထောင်းနဲ့ပြတ်ထွက်နေသလိုပဲဗျာ။အကိုကြီးကျုပ်ကိုဘာလုပ်လိုက်တာလဲ။ကိုဦးကကိုမှုကိုငုံကြည့်ကကောက်ကြည့်ဆင်းလက်ဒီအပြုံနဲ့ပြုံရင်မင်းနောက်ဆိုရင်ရှောက်မပြောနိုင်တော့ပါဘူးငမူးရ။သွားတော့ငရဲပြည့်ကိုအေးရအေးချောင်းသွားတော့ ကိုဦးမဇီရက်ပေါ်မှာဆင်းသွားလေတယ်။ကိုမူးမှာသွေးများအန်ထွက်လျက်တန်ကြအောင်လူလို့နေရင်မကြခင်အချိန်တွင်ညင်သက်သွားလေတော့တယ်။ထိုပြစ်ကိုနောက်မှနောက်ရခံလိုက်သည့်မောင်တော်တယောက်တွေးချီသွားတယ်။ရင်သာပစ္စည်းများအရေးကြောင့်ညီရင်ဖြစ်သူကိုအစိတ်ခတ်တက်လိုက်သည့်ကိုဦးဖြစ်ကိုတွေ့ကမောင်တော်တယောက်ကြောက်လန့်နေမိတယ်။ကိုဦးကညီအကိုရင်းကိုတောင်တတ်ပစ်တယ်ဆိုတော့ငှောက်လည်းတတ်ဖို့ဝင်လေးမှမဟုတ်ဘူး။ဒီเจ้าတွေကိုငါတိသွားတယ်ဆိုရင်ငှောက်ကိုကျင်းတည်တတ်ပစ်မှာပဲ။ ဒီအကြောင်းကိုမတိကျအောင်ဆောင်ပြီးလက်ဝတ်ထားမှဖြစ်မယ်။ကိုဦးမတနေရာတို့ဝင်နေတဲ့ဖြင့်မောင်တော်တယောက်အိမ်တို့အရင်ပြန်ရောက်နေလေတဲ့။တခါမှအရင်မတော့ဘူးလို့ကိုဦးမထုံညတဲ့အရင်များတောက်ကမူးရိပ်ရိပ်ပြန်ရောက်လာလေတဲ့။မောင်တော်မှမတိကျအောင်ဆောင်လိုက်ပြီးကိုဦးကိုမူးကိုမတွေ့ပါလားဗျ။ဟာဒီကောင်တနေရာမှာမူးပြီးတွားအိမ်နေတာဖြစ်မှာပေါ့ကွာ။ထုံညအချိန်မှပင်တယောဦးတင်နဲ့အတူကိုပိုင်းရင်လိုက်ပါလာတယ်။ကိုဦးကကိုပိုင်းရင်အားရှေးစင်းနုကလေးများကိုပြသလိုက်တယ်။ ရှေးအောင်ရှေးစင်းတို့များကိုတွေးဤကကိုပိုင်ရင်မျက်လုံးများအယောင်လက်သွားတယ်။ဘလို့လဲကိုပိုင်ရင်ဒီစင်းတို့တွေကရောင်းလို့ရနိုင်မလား။မစ္စတာဖီကလက်ကြိုက်လောက်ရဲ့လား။ကြိုက်တယ်။တိတ်ကိုကြိုက်တာပေါ့ဗျာ။ကျုပ်ကရှေးအောင်ပစ္စည်းတွေအကြောင်းကိုတိတ်နားလဲနေတူမဟုတ်ပေမဲ့ဒီစင်းတို့တွေကြည့်ရတာတော့လွန်ခဲ့တဲ့နှစ်ပေါင်း200 300လောက်ကလက်ရည်ဖြစ်မယ်ထင်တယ်။ကျုပ်ဒီစင်းတို့တွေကိုမစ္စတာဖီကလက်ကိုရောင်းပေးပါမယ်။ဒါဆိုကျုပ်ကိုပါခေါ်သွားဗျာ။ကိုပိုင်ရင်ကခေါင်းငိမ့်ကဟုတ်ပြီလေ။ မနေ့ပြညနေကျရင်မြို့ပြင်ကတစ်တော်ဌာနပိုင်ဘူတဲကြီးမှာစုံကြမယ်ကိုတင်ကဟော်ရီကကိုဦးပါခေါ်လာခဲ့ပါကျုံနဲ့မစ္စတာဘစ်ကလန်နဲ့အဲ့ဒီဘူတဲကြီးမှာစောင့်နေမယ်ည9နာရီထက်နောက်မကျစေပဲလာခဲ့ကြပါစင်းတော်များကိုရောင်းချရတော့မည်ဆိုတဲ့ဖြင့်ကိုရီယောက်ပျော်ရွှင်နေလေတယ်မောင်တော်မှလူတက်သမားကိုကြည်ကထိတ်လန့်နေပြီဖြစ်တယ်ကိုဦးကလည်းမောင်တော်ကိုနှုတ်ပြပြန်ကြိုတင်တွေးထားမိပြီဖြစ်တယ်စင်းတော်များကိုရောင်းချပြီးရွာတို့ပြန်တဲ့အခါ လူရှင်းသည့်လမ်းတနေရာတွင်တက်ဖြတ်ပြရန်ကြံ့ရထားခြင်းဖြစ်တယ်။နောက်တနေ့ညတွင်တယောဥတီနှင့်ကိုဦးတို့မှအိမ်မှထွက်ခွာရန်ပြင်ဆင်နေကြတယ်။ဦးတင်ကကိုဦးနာတို့ကပ်၍မောင်ဦးမင်းရဲ့ပစ္စည်းတွေပါရနော်။ကိုဦးကလွဲကိုပုတ်ပြလိုက်ခါပါပါတဲ့ဦးကြီးဟာထိုးစင်မောင်တော်ရောက်လာတဲ့ဖြင့်ကိုဦးကလည်းမတော့မင်းပေဦးမမသွားပဲအိမ်မှာပဲနေခဲ့ဟုတ်ပြီလား။ကျုပ်လည်းလိုက်ချင်တာပေါ့ကိုဦးရာလိုက်ချင်လည်းလိုက်ခဲ့ကွာ။ဒါပေမဲ့ဟိုအိမ်မော်ဦးတော့မတက်နဲ့ဟုတ်ပြီလား။ ကုံမာမောင်တော်ကိုခေါ်ဆောင်လာခဲ့တယ်။တိတော်ဌာနပိုင်းယုံကြည်မှညနေဆောင်ပြီဖြစ်တဲ့ဖြင့်လူလူကင်းမဲ့နေလေတယ်။ဌာနအရှိရင်ကိုပိုင်းရင်ကတင့်ဆောင်ဆိုင်နေတယ်။မောင်တော်ကိုပိုတဲကြီးအောက်တွင် ထားခဲ့ပြီးကိုပိုင်းရင်ဦးစီးခေါ်ဆောင်မှုဖြင့်အစာဦးပေါ်သို့တက်ခဲ့တယ်။ကိုပိုင်းရင်ကယုံကန်းကြီးတစ်ခုတွင်တော့ခေါ်ဆောင်သွားလေတယ်။ယုံကန်းကြီးမှခင်မိပြီဘောကများနဲ့ပြည်နေနေလေတယ်။ကိုပိုင်းရင်က ကိုဦးဘက်သို့လဲလိုက်ပြီးကိုဦးခမည်းပစ္စည်းတွေထုတ်လိုက်ဗျာ။ကိုဦးမှလွဲအိတ်တွင်မှပစ္စည်းများကိုထုတ်လိုက်ခါ အနည်းရှိစပွဲခုံကလေးပေါ်တို့တင်လိုက်တယ်။ကဲဗမာလက်ခမည်းတော်ရဲ့တစ်တော်ဝန်တော်မင်းကြီးကိုပိုင်းရင်ကပြုံးလျက်ခန်းတနေရာကိုညွန်ပြလိုက်လေတယ်။ဒေါသမပင်ခန်းတနေရာရှိတကားတစ်ချက်မှာဝုံငနယ်ပွင့်ထွက်သွားကအင်္ဂလိပ်ကြီးတယောက်ထွက်လာလေတယ်။အင်္ဂလိပ်ကြီးလက်ထဲတွင်နှလုံးသွေးတစ်နက်ကြီးတစ်လက်ကိုကင်ဆောင်ထားလေတယ်။ကိုပိုင်းရင်နဲ့ဦးတင်မှာတယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးနောက်တော့ဆုတ်လိုက်ကြတယ်။တနက်ကန်ရီထွက်လာသည့်လူကြီးကိုတွေးလိုက်သည့်အခါကိုဦးတယောက်ထိတ်လန့်တုန်လှုပ်သွားမိတယ်။ တဆက်ထဲမှာပင်တနတ်တန်တစ်ချက်ထွက်ပေါ်လာပြီးနှလုံးပြူးတနတ်ထဲမှာကိုလုံးကြည်စံကကိုဦးယုံဝကိုထိုးပေါက်ဝင်ရောက်သွားပြီးကိုဦးတယောက်နောက်တော့ရိုင်လေးချသွားတယ်။တနတ်တန်ကြားတစ်ဖြင့်မောင်တော်မှာအိမ်ပေါ်တို့ပြေးတက်လာခဲ့တယ်။ထိုးခါလေကားဝအရောက်တွင်တနတ်တန်ရာရကလဲပြိုချသွားသည့်ကိုဦးကိုတွေ့လိုက်ရ၏။တနတ်ကင်ထားသည့်အင်္ဂလိပ်ကြီးကိုလည်းတွေ့လိုက်ရတယ်။မောင်တော်တက်လာတဲ့ဖြင့်မာစတာဖီကလက်မှာလွန်အံ့ဟောသွားကမောင်တော်ဘုတို့လဲလိုက်ပြီးတနတ်နှင့်ပြစ်ထည့်လိုက်တယ်။မောင်တော်မှာအလင်းမြန်ခုံချောင်လိုက်တော့လဲ။ တနက်ခြေစံနှစ်ခုကလက်မောင်းတစ်ဖက်တို့ထိမှန်သွားတယ်။နှလုံးသူတနက်အတွင်ထဲထားသည့်ခြေစံများမှာဇေယျကြည်ခေါ်ခြေစံကလေးများဆုထည့်ထားခြင်းဖြစ်သည့်ဖြင့်မောင်းတော်တယောက်သေလောက်ထိတန်ရာမရပေ။မောင်းတော်မှာလေကားအတိုင်းလှိမ့်ကျဆင်းသွားတယ်။မိမိတို့ရောက်တည်နေမောင်းတော်တယောက်ခြေကုန်ပြေးထွက်သွားလေတော့တယ်။ဒီကောင်လေးမသိပါလားကွာ။မစ္စတာဖီကလက်မှာယုံသွင်းထွက်ပြေးသွားသည့်မောင်းတော်ကိုငွေကြည့်ကပြောဆိုလိုက်တယ်။တယောဥတင်ကဒီကောင်ကလေးကရှူးရှူးပေါက်ကလေးပါဝန်တော်မင်းရဲ့ဒီလောက်ကတော့မှုမနေစမ်းပါနဲ့။ တေးသွားတဲ့ဒီကောင်းကိုဘာလို့မလဲဒါမြလဲပါတယ်ဝင်တော့မင်းဟာအခုပဲ plate တွေကိုခေါ်လိုက်မယ်ရုံကန်တဲ့ကိုခုံးနဲ့တခိုးတယောက်ကိုတနက်နဲ့ပြစ်လိုက်တယ်ဆိုရင်ပြီးမသွားဘူးလားထိုကဝင်တော့မင်းကပြုံးလျက်ကောင်းတယ်မောင်ပါရင်ဒီအကျံအကောင်းဆုံးပဲဝင်တော့မင်းမှာစပွဲပေါ်တင်တင်ထားတဲ့ဖျားငါးစုကိုအသေးချာခြင်တွေကြီးလိုက်တယ်ဥပရင်ကနားတို့ကက်လျက်ဘလို့လဲဝင်တော့မင်းစိတ်ကြိုက်သေးရဲ့လားတိတ်ကောင်းတယ်မောင်ပါရင်ဒီဖျားတွေကိုကြည့်ရတာလွန်ခဲ့တဲ့နှစ်ပေါင်း300 400လောက်ကလက်ရတွေပဲ ဝန်တော်မင်းအတွက်ကျုပ်တို့ကအကျိုးဆောင်ပေးခဲ့တာဆိုတော့ဝန်တော်မင်းကလည်းကျုပ်တို့ကိုမမေ့ရဘူးနော်ဝန်တော်မင်းကခြေနဲ့ဆိုပြုံးလိုက်ရင်မမေ့ပါဘူးဗျာခမည်းတော်ကိုကျုပ်ကောင်းကောင်းဆုချမှာပါဝန်တော်မင်းကနယံနေချိတ်ဆဲထားပြီးပြက်ကလေးကိုကြည်လိုက်ရင်ဒီလိုလုပ်ဗျာအခုခရစ်စမတ်နာနီးလာပြီမဟုတ်လားခရစ်စမတ်မတိုင်ခင်24ရက်နေ့ကျရင်ကျုပ်ကဝဲရမှာရှိတဲ့ဘိုတဲကြီးမှာပြောကစားထွက်ပြီးခရစ်စမတ်ပွဲနွယ်မယ်လို့စိတ်ကူးထားတယ်အဲ့ဒီပွဲကိုခမည်းတော်ကိုဖိတ်ပါတယ်ကိုပိုင် ခမရကလည်းတရောစီအားဆိုတော့ကျုပ်ရဲ့ပွဲမှာခမရရဲ့လက်တံကလေးကိုကြားချင်ပါတယ်အတိုင်းထဲလုံးမှာပဲဝန်တော့မင်းကြီးကျုပ်တို့လာခဲ့ပါမယ်မောင်တော်မှာတနတ်တန်ရာဖြင့်ပြေးလာရင်ဘိန်းတော်စီအားတကူကတနတ်တန်ရာကိုကုသပေးလေတယ်တို့တော့အကျော်ပြတ်တော့သွားဒီမို့ဘယ်ဘက်လက်ထက်ဘက်မှာအုံပြည့်ရမရတော့ပဲအကျော်သေးသွားလေတယ်တစ်တော့ဝန်တော့မစ္စတာဖိကလန်နဲ့ကိုပိုင်းရင်တရောဥတည်တို့မှာဒီဇင်ဘာ24ရက်နေ့တွင်တာယာဝတီခရိုင် ဝေယရှိဘူတဲကြီးတွင် စားပွဲတော့ပွဲကျင်းပနေကြတယ်ထိုးချိန်မှာပင် ဆရာဆန်ကောင်းဆောင်ဤတောင်သူလယ်ထဲမှာအကြီးတော်ဘုံကြီးဖြစ်သွားတယ်။တောင်သူလယ်ထဲမှာတပုံများမှာအင်္ဂလိပ်ကိုနာကြီးကြတဲ့ဖြင့်ဝဲရွာတွင်ရောက်နေသည့်မစ္စတာဖီကလက်နှင့်အပေါင်းပါများကိုဝင်ရောက်တိုက်ခိုက်ကြသည့်အတွက်မစ္စတာဖီကလက်နှင့်တကွဥပါရင်တယောက်ဥတည်တို့ပါအင်္ဂလိပ်အလိုတော်ကြီးများဟုဆိုကာတက်ဖြတ်လိုက်ကြတဲ့ဖြင့်အသေးဆုံးနဲ့အသေးဆုံးသွားကြလေတယ်။ထိုချိန်မှစ၍ဘုရားငါးစုတည်းမှအစနာပျောက်သွားလေတယ်။သို့တော့ထိုဘုရားစင်းနုတော်များကိုကိုကျိုးအတွက်တုံးချသူများမှာ အတေဆုံးနဲ့တေဆုံးကြရမိကတော့ကျင်းနေမလဲပင်ဖြစ်တယ်။လောဘဆိုတိုက်ခါကျူးလွန်မိကြတဲ့ဖြင့်တေဆုံးနဲ့တေခဲ့ကြတယ်။ကိုုံနဲ့ကိုမှုတို့ညီကိုဖြစ်ကိုကြည့်ကမောင်တို့တယောက်တံဝေကရမိခဲ့တယ်။မိမိမှလည်းဖျားများကိုပြစ်မရတွင်ကြမ်းပါဖြစ်တဲ့ဖြင့်လက်တစ်ဖက်တေသွားခြင်းဖြစ်တယ်ဟုလည်းမောင်တို့ကယုံကြည်ထားတယ်။ထိုချိန်မှစ၍မောင်တို့မှာပါရာယီယူသည်ကိုင်းဆိုင်သူတူဖြစ်လာခဲ့ပြီးနောက်ပိုင်းတွင်ရှင်တာမဏေဝက်လိုက်လေတော့တယ်။ရှင်တာမဏေဖြစ်မှဦးစင်းဖြစ်နေဆက်လက်နေထိုင်ခဲ့ရင်အသက်80ကျော်အရွယ်တွင်ဘကုံးမြို့၌ တင်ကန်းဝဲဖြင့်ကွယ်လွန်သွားခဲ့လေတယ်1930ခုနှစ်ဒီဇင်ဘာ၄ရက်တွင်လှုပ်ရှားခဲ့သည့်ဖြူငလင်ကြီးကြောင့်ပြိုကျပျက်စီးသွားသည့်ဖျားစီတီဘာဌာပနာများကိုအလွဲတုံးစားလုပ်ခဲ့တဲ့ဖြင့်တည်ဆုံသွားသူများအကြောင်းကိုတောင်ဝေကယူဖွဲ့တင်ပြလိုက်ရခြင်းဖြစ်ပါတယ်အဆုံးထိနားထောင်မိခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနှိပ်ပြီးဘေးနားအချက်ပြခေါလုံးလေးလည်းနှိပ်ခဲ့ပေးကြပါဦးနော်